မေကွန်းနံပါတ်9ကိုတော့ပါမယ်မေကွန်းနံပါတ်9မြတ်စွာဘုရားရှင်ပြိနိဗ္ဗာန်ခရီးအပြီးတိုင်ကြွတော်မူခြင်းဟာမြတ်စွာဘုရားရှင်ပြိနိဗ္ဗာန်ခရီးအပြီးတိုင်ကြွတော်မူခြင်းဖြစ်သောမဟာတက္ကရတရား48ခုနှင့်ကဆုံလပြည့်နှင့်အချိန်ကာသမယတွင်အရှင်မဟာကတ္တပမထေရမြတ်သည် ဝါတော်မြည်မြရရှိနေခြင်းဖြစ်ပါသနည်းတမိမေကုန်တရားဖတ်ပါဆုံးဖြတ်ပါရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်အပြည့်မှန်လို့ရှိရင်55ဒတမိဆက်မဖြစ်ပဲရနေမယ်ဆိုလို့ရှိရင်စသောဆုံးွေ340ကျော်ရမယ်ဆက်ဖြေလို့မှားသွားရင်တော့ ဘုန်းကြီးတို့တရားမှဆုချလို့မရပါဘူးမိပါပြီဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဘုန်းမောသမီးဒီမေကွန်ကိုဆက်ဖြေဖို့ရွေးပြီးပြီဆိုရင်ဒီမေကွန်အတွက် bonus ၄သိန်းထပ်ပြီးတော့စောင့်ပေးပါမယ် နိုင်ငံဆရာတော်တွေက bonus ပေးခြင်းနဲ့အဖြေလေးမျိုးပြပါမယ်မြတ်စွာဘုရားရှင်ပြိဋိဘံခီအပြည့်တန်ကြွတော်မူခြင်းဖြစ်သောမဟာတက္ကရတ148ခုပစုံလားပြည့်နေ့အချိန်ကသမယတွင်အရှင်မကတ္တဗမထေရမြတ်သည်ဝါတော်မြည်မြရရှိခြင်းဖြစ်ပါသည်နီအေ42ဝါ B 53ဝါ C 54ဝါနဲ့ D 55ဝါတမိကျွတ်စဉ်းစားချိန်စက္ကန့်30စတင်ပါပြီ။ ဖြေရွေးလို့ရပါပြီ C 44ပါပါဗျာ C 44ဝတေချာပြီလားသမီးတေချာပါပြီဘုမောအဖြေမှတ်လိုက်ပါ သမီးရဲ့အဖြေ C သမီးရဲ့ရွေးချယ်မှုပါပဲတကယ်တော့ဒီမိကုန်းကိုအဖြေသိရဖို့ဆိုလို့ရှိရင်အရှင်မကတ္တပ ရန်ဖြစ်တဲ့အချိန်ကိုသိလို့ရှိရင်သူအပြစ်မှရပြီအရှင်မကတ္တပဘယ်ချိန်မှာရန်ဖြစ်တယ်ဆိုတာသိလို့ရှိရင်လည်းသူအပြစ်ရပြီသူအရှင်မကတ္တပဘယ်ချိန်မှာရန်ဖြစ်တာကိုမှတ်ဘူးလေဖြာမြတ်စွာဘုရားဘယ်နှဝါရမှာမှတ်ဘူးလားမြတ်စွာဘုရားတဝါရပြီးမှပါဘောအဲ့ဆိုတော့မြတ်စွာဘုရားက ဘဏဝါတိနေသွားတာတော့35ဝါပါဗမုံတဝါနှုတ်လို့ရှိရင်34ဝါပါဗမုံအပြည့်မှန်နေတယ်ပေါ့တင်မကိုကြော်တလင်းအပြည့်မှန်စစ်ပေးပါတင်မဖေဟာစူချင်းငွေချက်15သိန်းတန်အပြည့်မှန်ကတော့မှန်ပါတယ်ခင်ဗျာ